တကယ်တော့ကိုထောက်ရန်တကယ်ဆိုအဖေအဖေအယူအရန်နူပဲပေါ့နော်အဲမယူဆိုလဲမယူဆိုလဲကိုရီးယားကိုကမမမမပဲဒေဒီလို့လဲခေါ်ရအားနာရောနိုင်နိုင်ရလာမင်းနေဟိုနေရမယူရဟိုညီမလေးဆိုလဲအခုမှစတွေ့ရဆိုပေမဲ့သူဟိုရှုတင်မှာနောက်ပိုင်းကျသူအရန်ပျော်သွားတယ်ဒီလိုပုံစံမျိုးတွေဖပွားကြီးမချိုက်ဘူး sorry ီနီယာအကိုရမရနေတုတ်ဆောင်မကြောင်မကြောင်ဘဲကြောင်လဲပေါ့နော်ကိုကိုကြီးတို့မယူလို့ဖြစ်နေရောလေမိမိတော်တော်ကြောက်ဆောင်အားကျအစီပြီးပါရှင့်อืมသူဟိုသူကသူအတ္တကြီးလောဘကြီးနေပဲမဲ့အဲတချို့ကောင်းတဲ့နေရာလေးတွေမှာလည်းသူကသူကောင်းတာလေးရှိကိုကကိုဖြီးရတာပေါ့နော်နော်ဝိုင်းချရဲ့တောက်လျှောက်ပပဆက်ဆဲခဲ့ရမယ်ဆိုတော့အခုရေဂျိုကာရာရဲ့လောဘပါအဲတနော်ကျွန်တော်တနာစရာကောင်းပါနော်ကျွန်တော်တနာစရာကောင်းပါတယ်ဗျာအဲ ပြီးတော့မှရိုင်းတယ်ခုနပြောလို့ပဲပေါ့နော်ကျွန်တော်တို့ကတော့ကြိုပြီးတော့ပြင်ဆင်ထားပါတယ်အစဲခံရဖို့အတွက်အမီးတွေမျိုးသားတွေမဆိုင်အောင်အကုန်လုံးစဲမှာအခုကောင်မလေးနဲ့ပြဿနာတက်နေပရိရှင်းမပေးတတ်ဘူးဟာကောင်မလေးကမရှိပါဘူးအဲညမမှာဒါကျွန်တော်တမီးပေါ့နော်ကျွန်တော်တမီးဖြစ်တည်ပါကျွန်တော်ကတော့ဇာနီပါအဲကျွန်တော်မိသားစုတွေ တယောက်တစ်မျိုးစီအဲ့လိုလောင်းတာတွေရောရမက်ကြီးတာတွေရောအတက်ကြီးတာတွေရောတနာစရာကောင်းတာတွေရောမျိုးစုံပါပါတယ်ကျွန်တော်တို့အဲမောင်နှမတွေအကောင်းဆုံးပါဝင်တွေ့ဆုံတာပါတယ်ခဲမှာဟိုလေ dialogue တွေထဲမှာသမီးတော်အပြုတ်ဖြစ်နေပြီဆိုပြီးတော့ဟိုလင်မယားနှစ်ယောက်ရန်ဖြစ်တဲ့ဟာလေးတွေလည်းပါတယ်ပြီးတော့ညီမလေးဆိုလည်းအရန်တော်တယ်သူကပြုတ်ဆောင်မှုတွေကလုံးဝဆန်းသစ်ပြီးတော့အဲမိုက်ပါတယ် ကျွန်တော်ဒီရမတ်စီရဲ့ပါဆဆယ်ကယဒီဆိုရဲ့ကာရက်တာနဲ့ပါရတာပေါ့နော်တကယ်တော့ကိုထောင်ချန်တကယ်ဆိုအဖေအဖေအယူအရန်နူရယ်ပေါ့နော်အဲမက်ယူဆိုလဲမက်ယူဆိုလဲကိုရီးယားကိုကမမမမပဲဒဲဒီလို့လည်းခေါ်ရအာနာဟုတ်ဒါမဲ့လည်းတကယ်စိတ်မော်ရောက်တဲ့အချိန်ကတော့အဖေလိုပုံစံအဖေလိုမှုရတယ်မက်ယူဆိုလဲအမေလိုမှုတော့ရပါတယ်ဒီအဖေရောအမေရောတော်တော်ဆိုရနော် ဟုတ်စူပါတယ်ဒါပေမဲ့တမီးကကိုတော့စူးမယ်ချင်းဟာတမီးမျိုးရဲ့ဇိုင်းဆိုတော့ तू อ่ะ तू อ่ะ तू character ကို तू ပုံဖော်တာမျိုးလေးကြီးလဲပါတယ်ပေါ့နော်ဟိုဂျက်ကန်ကန်ဟိုမှာ तू ထားလေးနဲ့ तू တမလက်တွေပါတယ်ကျွန်တော်တို့ shooting မှာအမြဲချီကျူးနေပြီးတော့ခုနကပြောဆိုပဲ तू อ่ะအဲ့လိုမျိုးကျွန်တော်တို့ခေါ်อ่ะအဲ့လိုတမျိုးဖြစ်အားနာနေတော့နောက်ပိုင်းကျတော့နောက်ရက်တွေမှာတွင်ကိုကိုဒယ်ဒီလို့ပဲတုံလုံးလိုက်တော့အဲ့တမီးဒယ်ဒီပါ냐ဆိုတော့ तू နောက်ပိုင်းအဲ့လိုဟိုခေါ်ရဲရပါတယ်ပြီးတော့အဲ့လို ဟိုသူခုနပြောသောသူရဲ့တည်ဥဆောင်မှုလေးတွေကလည်းစမ်းတက်တယ်သူအများကြီးကြိုးစားထားတာတွေ့ရတယ်အဲ့အတွက်လည်းဟိုဟိုကျွန်တော်တို့ကလည်းပြန်ပြီးတော့ဟိုဒီလူငယ် actor တွေနဲ့ဟိုဘယ်လိုလဲရောညှိထွေးဖြစ်အောင်ကျွန်တော်တို့ကလည်းပို့ပြီးတော့အာဟိုတရုတ်ဆောင်မှုကိုပို့ပြီးတော့ကူးဆိုင်ရတာလေးလည်းပါတာပေါ့เนาะအဲ့အတွက်လည်းညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်အမတ်တရားတွေကတော့အများကြီးရှိပါတယ်ခုနဆင်မုံမမတ်ပုံပြောလို့မျိုးပဲကျွန်တော်တို့ကဟိုပြောစရာကောင်းတယ်ပေါ့เนาะဟိုညီမလေးဆိုလည်း အခုမှစတွေ့ရဆိုပေမဲ့သူဟိုရွှေတင်မှာနောက်ပိုင်းကျသူအရင်ပျော်သွားတယ်။နိုင်နိုင်ရလာမင်းနေ။ဟောနေရတယ်မယူရတယ်။အဲအရင်စီပြီးပါတယ်။အိုးလို့မယူလို့ဆိုတာလေတကယ်ဒီရုံဆောင်တဲ့ချိန်မှာမကြောက်တော့ဘူးเนาะဒီအောင်တီထုတ်လို့ရကိုကြီးလည်းပြောရတယ်။အဲ့နဲ့မကြောက်ဘူးတဲ့ဒီလိုအဲဆီနီယာအကိုတွေမှလည်းတုတ်ဆောင်မကြောက်မကြောက်ပဲကြောက်လဲပေါ့နော်ကိုကိုကြီးတို့မယူလို့ဖြစ်နေရောလေမိမိတော်တော်ကြောက်ဆောင်အားကျအစီပြီးပါတယ်ချစ်။ဒီလိုပုံစံမျိုးတွေဖပွားကြီးမချိုက်ဘူး။ Sorry ။ဆက်ဆက်ကြောက်တယ်ဆိုတာချက်လေးဟိုအရန်ဟိုအရန်အောင်မြင်မိသားအကိုရိအမကြီးဖြစ်တော့စီညာကိုအမကြီးမမကအခုမှစ조사နေသေးလေ။အဲ့တော့ကိုတွဲပြီးရုပ်မဆောင်နေမှာအဓိကမျိုးလုံးမျိုးတိတ်ချကြည့်ပြီးတော့စကားမပြောနိုင်မှာဒဲဒီမမ်မီအဲ့လိုမလုံးနိုင်တော့ကြောက်တာ။ပြီးတော့ပထမဆုံးရိုက်တဲ့စီမှာတော်တော်အဆင်ပြေပါ။အအဖေရောမေရောကြောက်တာ။ဒဲဒီရောမဗီရောကြောက်တယ်။ဘာဖြစ်လို့လဲဆိုတော့အရန်အခုချိန်မှာအရန်အောင်မြင်နေရဲ့စီညာအကိုနဲ့အမဆိုလေ။ မဟုတ်ကရိုက်တာကရိုက်တာအရာကသူကမကြောက်ဘူးကရိုက်တာအရာဆိုတော့မကြောက်ဘူးပြန်ဖြည့်ပြန်ဖြည့်အဲ့ဒါကဆက်ဆိုဆိုဆက်ဆိုဆိုထပြီးတော့လုပ်လိုက်တာကျွန်တော်ကဆိုသူအဲ့လိုသူ့ကိုသူ့ကိုပို့ပြီးတော့ဟိုဘယ်လိုပြောရမလဲဒီလိုဂျေးကင်ကံပုံစံမျိုးမကြိုက်တဲ့အဲဆူတဲ့အဖေပုံစံမျိုးဆိုတော့အဲ့လိုဖီအော်ရတာတွေဆူရတာတွေရှိပါတယ်ပြီးတော့သူသူသူ့ကိုတော့ဟိုဟိုလေး sorry လို့ကတော့ဆက်ပါအဲ့အဲ့လေးတွေသူလှုပ်တဲ့ပုံစံလေး ဒီဟိုအရန်သဘောကြတယ်ပြီးတော့သူသူသူတော့ဟိုလိုလက်တွေပါပါညီမလေး error ပါဒါညီမလေးအဲ့ပုံစံလေးမိုက်တယ်အစ်စ်ဖြစ်တယ်ဆိုပြီးသူအဲ့လိုမြှောက်ပေးရလေးတော့ရှိရအောင်အဲကျွန်တော်ကတော့အတားကြီးတာကိုယ့်ကိုယ်ပဲချက်တယ်အဲကိုယ့်ကိုယ်ချက်တယ်ကျွန်တော်လောဘကြီးတယ်အတားကြီးတယ်သူအေးတယ်အဲအဲ့လိုအဲ့လိုမျိုးလေးပေါ့ပြီးတော့အရှိပိုင်းမှာအခုလာနေတဲ့ဘိုင်းတွေမှာကျွန်တော်တနာစရာကောင်းတယ်အဲပြီးတော့သမီးလေးရလာတဲ့အခါမှာ အဲတမီးရိုးချစ်တာတွေအဲသူမင်းအမေစီကနေပြီးတော့အဲ့လိုမျိုးအမေနဲ့ရန်ဖြစ်တဲ့ခါမှာမင်းလိုမျိုးအဲဒီလိုမျိုးစိတ်ဓာတ်တွေပါလာရင်တော့ငါသမီးဒုက္ခပဲတွေပါတယ်ပြောတာတွေပါတယ်လည်းရှိတယ်ပေါ့အများပါတယ်စုံပါတယ်ဟုတ်အဲသူလည်းသူကသူဆိုးတာလေးရှိတယ်နောက်ပိုင်းမှာသူကသူကောင်းတာလေးတွေခံရတာလေးတွေရှိပါတယ်အပြင်နေမယူအနေနဲ့ဆိုတော့တအားကြောက်တာပေါ့နော်ပြိုင်မျိုးမျက်လုံးအကြည့်ပြီးတရုတ်ဆောင်နိုင်ပါမလားဆိုတော့ဒါပေမဲ့စိတ်မော်ရောက်တာနဲ့တော့ ီကြောက်တော့ဒီမှာဒီမှာပြီဆိုပြီးတော့ပြန်အော်ပြန်အော်ရတယ်နေဒီဒေးရီရကြလေအဓိကရတရဒီထဲမှာတက်တက်လို့ဖြစ်နေတာလေအဲ့တော့ဒေးရီထဲမှာမြန်လဲသူကသူအလုပ်ကိုရှုပ်နေတာဟိုလူလဲဘူးလဲဒီလူလဲဘူးလဲပေါ့အဲဒေးရီကကျတော့အများကြီးဆုံးမှာပေါ့အဲ့လိုမျိုးအဲ့လိုလေးတိုင်းနဲ့ခက်ဆော်တာဟာဆိုလို့လုံးဖို့ဆုံးလိုက်อืมသူဟိုသူကသူအတ္တကြီးတော့ဗာကြီးနေပြီမဲ့အဲတချို့ကောင်းတဲ့နေရာလေးတွေမှာလဲသူကသူကောင်းတာလေးရှိတယ် ်ကိုယ့်အကိုဖြီးရအောင်နော်နော်ဝိုင်းချရဲတော့ရှောက်ဘဘဆက်ဆဲကြရအောင်ပဲဆိုတော့အခုရေဂျိုကာရရဲ့တော့ပါအဲတနာကျွန်တော်တနာစရာကောင်းပါနော်ကျွန်တော်တနာစရာကောင်းပါတယ်ဗျာမိမမရိုင်းနေမမမီလည်းတနာဖို့ကောင်းပါမမီရောတဲ့ရောတနာဖို့ကောင်းတယ်ကိုရိုင်းကြတော့ကိုရိုင်းနဲ့တနာဖို့ကောင်းပါတယ်ဘုနာပြောလို့ပဲပေါ့နော်ကျွန်တော်တို့ကတော့ကြိုပြီးတော့ပြင်ဆင်ထားပါတယ်အစဲခံရဖို့တော့ လေးရောတူတူပဲလားဟုတ်တူတူပဲရှင့်ပြီးတော့လေကိုကမျက်နှာတက်လေပြိတက်တွေကြားရပါလို့ရှင့်မျက်နှာတက်လေဖြစ်တော့အခုမှအစကျိုးစားဆိုလေအဲတတော်လေးရည်ဒီလေအသေးခံဘူးလေဒါပဲရှိနေသူသူကအသေးမခံပါဘူးသူ character လေးမိုက်တယ်သူ့ကိုအားလုံးကြိုက်ကြလိမ့်မယ်လို့ထင်တယ်ကျွန်တော်ကတော့ဘာလို့လဲဆိုတော့သူတော်လဲတော်တယ်သူသူ့ရဲ့ character ကလည်းအဲ့လိုအဲ့လိုမျိုးသတ်မလားအခုခက်ကလေးတွေနဲ့ပုံစံသွားတူနေတော့သွားတိုက်ဆိုင်နေတော့ကြိုက်ကြမယ်လို့များလိမ့်မယ်မိမိတွေမျိုးသားတွေလည်းမဆိုင်ဘူးအကုန်လုံးဆဲမှာ ဟုတ်တယ်အဲ့လိုပေါ့အဲ့လိုအိုက်ဆူတောင်းနဲ့ပြေးတာမဒီကားရမှာအခုကောင်မလေးနဲ့ပြဿနာတက်နေပရိရှင်းမပေးတက်ဘူးအော်ကောင်မလေးကမရှိပါဘူးညှော်လင်းပါတယ်ဒီကားကကျွန်တော်အရင်ဆက်လန်လွဲတွေထပ်ပို့ပြီးအားအကျဉ်းမ်းမှုရှိတယ်ကျွန်တော်ကာရိုက်တာဘန်ဆိုပေမဲ့အဲအစိုးဗန်ကြီးပဲမဟုတ်ဘူးအစပိုင်းမှာကောင်းနာတွေရှိတယ်နောက်ပိုင်းโซราရှိတယ်မျှတယ်ဒါပေမဲ့ကျွန်တော်မလုပ်ဘူးတဲ့ character ဖြစ်တဲ့အတွက်ကျွန်တော်အတွက် challenge ဖြစ်တယ်ကျွန်တော်ဒီ character ကိုပို့ပြီးတော့အားရတယ်တိုးဆောင်ရတာပို့ပြီးတော့ ဟိုအားအခြေနှံမှုရှိတယ်အဲအဲ့လိုမျိုးအားအခြေနှံမှုရှိအောင်ကျွန်တော်သေဆောင်မှုတွေကိုအရင်ကနေမတူအောင်ပံ့ပိုးကူညီတဲ့ဒီညီညီမလေးတို့ရောတခြားသေဆောင်ကြီးကိုမောင်နှမတွေရောဒါရိုက်တာမယ်မင်းမို့ဟိုဒီကနေကျေးဇူးများလိုက်တင်ပါတယ်